မကြသေးမီရပ်ပိုင်းတွင်းကအမှုပညာရှင်တွေရုပ်ရှင်ဒါရိုက်တာတွေနဲ့ထင်ပေါ်ကျော်ကြားသူတွေဟာစေအုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲကိုဝေဖန်တဲ့ post တွေမှာ like ဒါမှမဟုတ် head reaction ပေးခဲ့ရုံမျှနဲ့မတရားဖန်ဆီးခံခဲ့ရကြောင်းအဲ့ဒီလိုစိုးရတဲ့ဖိနှိပ်မှုအစဉ်ဟာအမှန်တရားကိုလက်ခံနိုင်ခြင်းမရှိတဲ့ဆရာနာရှင်တို့ရဲ့တိတ်ငယ်စိမ့်နဲ့ပြည်သူလူထုရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအလုံးကိုစိတ်ပေါ်တုတ်တူတူလို့ လိုက်လံပိတ်ပင်ထိန်းချုပ်လိုခြင်းကိုတိတာမြင်တာစေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။အာနာသိန်းစစ်ကောင်စီဟာအွန်လိုင်းပေါ်မှာပြည်သူလူထုရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ဖိနှိပ်နေကြောင်းအကျဉ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတည်င်းအချက်လက်များနဲ့ဆက်လင်းတဲ့ကိစ္စရပ်များခေါင်းစဉ်အထွေထွေဆွေးနွေးမှုအဖြစ် မြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကမိကွန်းပြောကြားခဲ့တာပါစစ်ကောင်စီဟာတရားမဝင် အာဏာသိမ်းချိန်ကစပြီးသူတို့အပေါ်စန့်ကျင်တန်တွေကိုဖိနှိပ်ဖို့နဲ့တည်င်းအချက်အလက်တွေကို သူတို့အကျိုးအတွက်လိမ်လည်ဖို့အနေနဲ့တည်င်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာတွေကိုစနစ်တကျလက်နက်တပ်ဖွဲ့အသုံးပြုနေတယ်လို့ဆိုပါတယ်အကျန်းဖတ်ဆေအိုစုရဲ့တည်င်းအချက်အလက်နယ်ပယ်ကိုကျိုးကန်ခြေလှယ်နိုင်ဖို့အတွက် ကျိုးပန်းဆောင်ရွက်နေမှုဟာအဲ့ဒီနေပယ်ကိုထိမ့်ချုပ်ဖို့တာမကအယက်သားပြည်သူတွေအပေါ်နေစဉ်ကျူးလွန်နေတဲ့စိတ်ရဇဝဲမှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝဲမှုတွေကိုရည်ရွယ်ချက်ရှိရှိဖုံးကွယ်ဖို့ကျိုးပန်းမှုလည်းဖြစ်ကြောင်းတမ်မတ်ကြီးကထောက်ပြထားပါတယ်။ဒါအပြင် Facebook နဲ့ Telegram လိုလူမှုကွန်ရက်ပလက်ဖောင်းတွေကိုစောင့်ကြည့်ချင်းချောက်ရေးကရိယာအဖြစ် ပြောင်းလဲအသုံးပြုကအသုံးပြုသူတွေကိုစောင့်ကြည့်တာတက်ကြွလှုပ်ရှားသူတွေကို ခြေရာခန္ဓာနဲ့စစ်တပ်ရဲ့ရာဇဝဲမှုတွေကိုလိညာဖုံးဖိဖို့နဲ့ဒီမိုကရေစီခုခံတွန်းလှန်မှုတွေကို ပြက်ပြားစေရေးအတွက်တရင်မာဖြန့်ဝေရေးကိုလှုပ်ဆောင်နေတယ်လို့တာမတ်ကြီးကပြောပါတယ်မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာတရင်သမားတွေကိုအများဆုံးမတရားဖမ်းဆီးမှုအစိုးဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်လာခဲ့ပြီးလွတ်လပ်တဲ့တရင်မီဒီယာတွေနိုင်ငံပြင်ပကိုထွက်ပြေးတင်းရှောင်ရတာလုံးဝရန်နာပိတ်သိမ်းတာတွေလုပ်ခဲ့ပြီး နိုင်ငံအတွင်းဆက်လက်လုတ်ကင်တဲ့မီဒီယာတွေဟာလည်းတင်းကျပ်တဲ့ထိန်ချုပ်မှုအောက်မှာတားမြစ်ခံထားရပါတယ်။အယက်သားပြည်သူတွေအနေနဲ့လည်းလူမှုကွန်ရက်ပေါ်မှာ၎င်းတို့ရဲ့အတွေ့အမြင်တွေကိုလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိတော့ဘဲအမြဲတစေကြောင်းရုံမှုတို့နဲ့ရှင်သန်နေရကြောင်းတမ္မကြီးကပြောဆိုခဲ့ပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်အောက်တိုဘာလအထိလူမှုကွန်ရက်တွေပေါ်မှာစစ်ကောင်စီကိုစန့်ကျင်ဝေဖန်ပြီးလူမှုလှုပ်ရှားမှုတွေနဲ့တော်လှန်ရေးဖွဲ့စည်းတွေကိုထောက်ခံအားပေးတဲ့ရေးသားပြောဆိုမှုတွေကြောင့်ဖန်စီခံရသူဦးရေဟာအယောက်2000နီးပါးရှိတယ်လို့ Data for Myanmar အဖွဲ့ကထုတ်ပြန်ထားပါတယ်။အောက်တိုဘာ29ရက်အထိရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေအရအရေးယူခံခဲ့ရသူဦးရေဟာ 100နီးပါးရှိနေပြီလဲဖြစ်ပါတယ်။